မင်းအောင်လိုင်ကိုထိုးချတဲ့ပုံစံမျိုးအာသူခိုင်းလို့လောက်ရတာဒီလိုပုံစံမျိုးနဲ့သူ့အလှဲ့မှာကြုံရနိုင်တဲ့ဖိအားတွေကိုရှော့ချနေတယ်ဆိုပြီးတော့လည်းဒါယူဆလို့ရတယ်ဗောနော်ပူစောတီ3လေဒါတော်လိုင်းတပ်ဖွဲ့တွေကပြောပြီးသားနင်ပူစောတီဆိုတဲ့ကောင်ကိုစကားတဲ့ကိုထဲမပြောဘူးတဲ့စုပ်ပဲ့လို့ရေချင်းမရှိလို့ဗောနော် င်္ဂလာပါဒီနေ့ကတော့အော်တိုဘာလ၈ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာထူးခြားသတင်းတွေဖြစ်စဉ်တွေရှိတယ်အသတင်းကောင်းတွေလည်းရှိတယ်ပေါ့နော်အဲ KIA ကစစ်ကောင်စီနဲ့ဒါပြည်သူ့စစ်ပူးပေါင်းထားတဲ့စခန်းနေရာနှစ်ခုပေါ့နော်စခန်းနှစ်ခုကိုဒါမနေ့ကျတော့တိမ့်ပိုက်လိုက်နိုင်ပြီဆိုတဲ့သတင်းလည်းရှိတယ်နောက်တစ်ခုကတော့ဒါစစ်ကောင်စီကဒါညှို့ကတာဝန်ယူထားတဲ့ကြော်စွာလင်းအဲဒါသူကကာကြုတ်ဖြစ်ဖို့လေဒါရေပန်းစားနေတဲ့ကောင်လေးပေါ့နော်အဲဒီကောင်လေးကလည်း GOC အစည်းအဝေးဆုံးဖြတ်ချက်အရာပေါ့နော်လေချောင်းတိုက်ခိုက်မှုကိုနှစ်ဆတိုးပြင်မယ်စစ်ချောင်းထိုးတာတွေနှစ်ဆတိုးမြင့်မယ်ဆိုတဲ့ပုံစံမျိုး ဆုံးဖြတ်လိုက်တယ်ဆိုတဲ့အကြောင်းအဲ့ဒါကနောက်ကွယ်မှာဘာတွေဖြစ်နေမလဲဆိုတဲ့ဟာလေကျွန်တော်တို့ပြောကြမယ်ပေါ့နော်နောက်တစ်ခုကတော့ဒါမကွေးတိုင်းပွင့်ဖြူပေါ့နော်ဒီနေရာတွေမှာဒါစစ်ကောင်စီကိုဘလို့မျိုးရောက်ရက်ခတ်အောင်လှုပ်ထားသလဲအတော်လည်းတပ်ဖွဲ့တွေရဲ့ပေါင်းစည်းညီညွတ်မှုရဲ့ရလကဘာလဲဆိုတဲ့အကြောင်းလေးလည်းကျွန်တော်ပြောကြမှာပေါ့နော်ပထမဆုံးတော့ဒါကျော်စွာလင်းကျော်စွာလင်းကဒါမင်းအောင်လိုင်ကိုဖားပြီလို့ပြောရမှာပေါ့ဗျာဒါလက်ရှိမှာသူကကြည်လေညင်တိုင်းကိုကဲမှုယာလို့ယူထားတယ်အဲသူကဆုံးရှုံးနေမြေတွေကိုဒါရွေးကောက်ပွဲမတိုင်ခင်မှာပြန်အရယူဖို့အတွက်သူက မြေပြင်စစ်ကြောင်းထိုးတာတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအရင်တက်နှစ်ဆတိုးမြင့်ပြီးတော့လှုပ်ဆောင်မှုအတွက်ဆိုပြီးတော့ဒါ GOC စီဝေးမှာပေါ့စီဝေးဆုံးဖြတ်ချက်ချမှတ်လိုက်တယ်ဆိုပြီးတော့သိရတယ်ရေဘူးရကြည့်မယ်ဆိုရင်ဒီစီဝေးဆုံးဖြတ်ချက်ကပေါ့နော်ဒါကြော်စားလင်းအနေနဲ့ သူ့အထက်မှာမင်းအောင်လှိုင်ရှိနေစဉ်တော်တွင်သူ့ကိုတာဝန်ခံမှုတာဝန်ယူမှုပေါ့နော်အဲ့လိုမျိုးဒါအထက်မှာမင်းအောင်လှိုင်ရှိနေစဉ်တော်တွင်သူကဒီစစ်စင်ရေးတွေကိုအပြက်ဖြတ်ချင်နေတဲ့ပုံစံမျိုးကြောင့်မလို့ဒါမျိုးလှုပ်ဆောင်နေဒါမျိုးဒါဆုံးဖြတ်ချက်ချတယ်လို့လည်းယူဆလို့ရတယ်ပေါ့နော်အဓိကတော့မင်းအောင်လှိုင်သူ့အထက်မှာရှိနေတုံသူကတောက်ရဲလှုပ်တယ်ပေါ့ဗျာပြောရရင်တော့အဲ့မှာဒါမစင်မစားလှုပ်တာမျိုးတွေရှိမယ်ဒါလီချောင်းပုံကျဲမယ်ကြေးရွာတွေမီးရှို့မယ်ပြည်သူတွေကိုတတ်ဖြတ်မယ်ဒီလိုလှုပ်တာတွေကဒါစစ်စင်ရေးပဲပေါ့နော်အဲ့ဒါကြောင့်မလို့ဒါပြီးရင်သူက အပေါ်ကိုပြန်ပြီးတော့ထိုးချမယ်ဆိုတဲ့ပုံစံမျိုးမင်း online ခိုင်းလို့လုပ်ရတာပါဒါကအားလုံးကအဲ့လိုပဲယူဆကြရလေတခုခုဖြစ်လိုက်ပြီးဘယ်နေရာမှာပါပဲဖြစ်ဖြစ်ဒီလိုမျိုးအမိတ်နေအစင်းစင်စီးစင်းလာတာဖြစ်တဲ့အတွက်ပေါ့နော်မင်း online ကခိုင်းတာပဲဆိုတဲ့ပုံစံမျိုးကျွန်တော်ကပြောရမှာပဲဒါမင်း online တို့ဆိုးဝင်းတို့ကအဓိကညွန်ကြားနေတဲ့ကောင်းနေဖြစ်တယ်ဒီကောင်းနေရဲ့သဘောအတိုင်းကိုလိုက်ပြီးတော့ အောက်ကဒါဆေးဘိုကျိုးတွေကအကောင့်ထဲပေါ်ပြီးနေရတာဖြစ်တယ်လက်ရှိအချိန်ကြီးကျတော့နည်းနည်းလေးကွဲပြားတယ်အဲအဲအကြောင်းလဲကြာကျွန်တော်ဆက်ပြောမယ်ပေါ့နော်ဒီအခုဖြစ်စဉ်ကဘာနဲ့တူသလဲဆိုရင်ဒါ2010တုန်းကဒါမင်းအောင်လည်းညှိကိုအဖြစ်ကနေပြီးတော့တက်ချုပ်ဖြစ်ကန်နီးဒီလက်အောက်ကိုကဲကဲမှုရအောင်အတင်းကျက်ကြက်မှတ်တာမျိုးနဲ့သွားပြီးတော့ဒါပုံစံဆင်နေပေါ့နော်ပုံစံသတ်တူနေတယ်အမေအောင်လိုက်တုန်းကတော့ဒါတိုက်ပွဲတွေကအခုလိုမျိုးများများဆဆမရှိဘူးပြင်းပြင်းထန်ထန်ဖြစ်တာမျိုးတွေမရှိဘူးအဲဒါကြောင့်မလို့သူကတော့ဒါစစ်စီကန်းဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့နော်ဒါသူက တွေ့သမျှမြင်သမျှသူလိုက်ကြက်တာမျိုးတွေပေါ့နော်အဓိကတော့ခုတ်ကဲမှုရအောင်ယူတယ်ဆိုတဲ့ပုံစံမျိုးလုပ်ခဲ့တာရှိတယ်အခုဒါကြော်စာလင်းကလည်းအဲ့လိုပုံစံမျိုးနဲ့ပဲအဲသူကကြတော့စစ်စီကံမဟုတ်ဘဲနဲ့စစ်စင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့နော်အဲခေါင်းစဉ်တက်ပြီးတော့စစ်ရေးကိစ္စတွေကိုဒါခုတ်ကဲမှုရအောင်လာလက်အောက်ကိုအတင်းကြက်တာမျိုးတွေဖြစ်မယ်ပေါ့နော်ရည်ရချက်ကတော့အမျိုးမျိုးရှိတယ်နောက်တစ်ခုကဒါအချိန်ကာလအားဖြင့်အခုချိန်ကဒါပွင့်လင်းရသည်ဖြစ်တယ် အပွင့်လင်းရသည်ဆိုတာနဲ့စစ်ကောင်စီကသူ့ရဲ့စခန်းနေမှာရိတ်ခါတွေပုံမဲ့ခဲယမ်းတွေပုံမဲ့တက်အွှေ့ပြောင်းတွေလုပ်မဲ့အဒါကထုံးစံမဲပေါ့နော်အဲ့တော့ဒါနောက်တစ်ခုကတော့ ဒီစစ်ကောင်စီလုံးမဲ့ဒါရွေးကောက်ပွဲပထမပိုင်းကာလပေါ့နော်လုံးမဲ့ကာလနဲ့လည်းဒါနှိကက်လာပြီဖြစ်တယ်အဲ့တော့ရွေးကောက်ပွဲပထမပိုင်းကိုအနောက်ဆက်ကင်းကင်းနဲ့လုံနိုင်ဖို့အပြင်ရွေးကောက်ပွဲဒုတိယပိုင်းကိုနည်းမြေများများလုံနိုင်အောင်ပြီးရင်နည်းမြေတွေချက်ထွင်နိုင်ဖို့ဆိုတဲ့ရွေချင်မျိုးနဲ့အခုလိုမျိုးမြေပြင်စစ်ကြောင်းထိုးတာနဲ့ဒါလေကြောင်းတိုက်ခိုက်မှုနှစ်ဆတိုးမြင့်တာတွေကိုလှုပ်ဆောင်နေတာဖြစ်တယ်လို့ဒါယူဆလို့ရတယ်အဲ့တော့ JOC အစည်းအဝေးမှာဒါဒီအဖွဲ့ကို ်အဘူဂျိုကြီးကျော်စွာလင်းပေါ့နော်အခုနကဒါညှီကိုကကျော်စွာလင်းကဥဆောင်ပြီးတော့ကြီးရည်လေးအဖွဲတွေလည်းဒါပါတယ်ပေါ့ဗျာဒီအချုပ်တွေပေါ့နော်ပြီးရင်ဒါကစတာမူးတွေလည်းပါတယ်အဲ့မှာဒါခုနကွဲပြားရဲဆိုတဲ့ဟာကိုပြောပြရင်သူကမင်းအွန်လိုင်းမင်းအွန်လိုင်းကကြတော့သူကတမရာယူးယူးနေတာဖြစ်တဲ့အတွက်အစိုးရလုပ်ငန်းတွေကိုပဲသူကအားဆိုင်ပြီးတော့လှုပ်ချင်တာဖြစ်တဲ့အတွက် လက်ရှိစစ်စင်ရင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကိုကျော်စွာလင်းကိုလွှတ်အပ်ထားတဲ့ပုံစံမျိုးတွေ့ရတယ်။အဲတော့ကြတော့ကျော်စွာလင်းကမင်းအွန်လိုင်းကိုမျက်နှာလှုပ်ချင်တာအပြင်အဲသူတကယ်လို့မြတ်တက်ချုပ်ဖြစ်လာခဲ့ပြီဆိုရင်ဒီစစ်စင်ရေးတွေကသူပဲကုတ်ခဲရမှာဖြစ်တဲ့အတွက်အခုကနေကလက်အောက်ကိုကုတ်ခဲမှုရအောင်ယူလာရဲ့။နောက်တစ်ခုကသူအဲ့နေရာကိုရောက်သွားပြီဆိုရင်သူကတာဝန်ယူလာတယ်တာဝန်ခံတာတွေလောက်ရတော့မှာဖြစ်တဲ့အတွက်အခုအချိန်မှာလည်းကမင်းအွန်လိုင်းကိုထိုးချတဲ့ပုံစံမျိုးအာသူခိုင်းလို့လှုပ်ရတာဒီလိုပုံစံမျိုးနဲ့သူ့အလှဲ့မှာကြုံရနိုင်တဲ့ဖိအားတွေကို ရှော့ချနေတယ်ဆိုပြီးတော့လည်းဒါယူဆလို့ရတယ်ပေါ့နော်ဒါကတော့ဖြစ်နိုင်ခြေအရှိဆုံးပဲပေါ့နော်ဒါပေမဲ့အခုလိုမျိုးလေကြောင်းတိုက်ခိုက်မှုနှစ်ဆတိုးမယ်ဆိုတဲ့ဒါအစည်းအဝေးဆုံးဖြတ်ချက်မချခင်မှာကနေကစစ်ကောင်စီကဒေတာအနှံ့နေရာအနှံ့ပေါ့နော်ဘယ်နေရာမှာပဲကြည်လိုက်ကြည်လိုက်ဒီလေရင်တွေတုံးတယ်ရဲရင်တွေတုံးတယ်အပြင် drone တွေတုံးတယ်ပါရာမိုတာတွေတုံးတယ် အခုဆိုရင်ဒါ Jairo Corporate ရဲ့အစသုံးတယ်ဒီလိုမျိုးသုံးပြီးတော့ဘုံကျဲတိုက်ခိုက်တာမျိုးတွေကနေရာအနှံ့လောက်ခဲ့ပြီးသားဖြစ်တယ်ပေါ့နော်အခုမှထပြီးတော့ဒါလေကြောင်းတိုက်ခိုက်မှုတွေဆက်ပြီးတော့တွန်းမြင့်မယ်ဆိုတဲ့ဟာကတော့တပိုင်းပေါ့ဗျာအရင်တည်းကသူတို့သုံးနေခဲ့ပြီးသားဖြစ်တယ်အဲ့တော့မြေပြင်မှာလည်းသူတို့လက်လွတ်ဆုံးရှုံးထားရတဲ့နေမြေတွေအပြင်အဲ့ဟာတွေပြန်ရဖို့အတွက်သူဆက်သွယ်ရေးလမ်းကြောင်းတွေဖြတ်တောက်ခံနေရတာရှိတယ်တော်လိုင်းတပ်ဖွဲ့ဝင်တွေဒါထိန်းချုပ်ထားနိုင်တဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုသူတို့ပြန်ပြီးဖွင့်နိုင်ဖို့အတွက်စူးစမ်းနေတာတွေလည်းရှိတယ်ပေါ့နော်အဲ့အဲ့လိုပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့အတွက်ကိုသူက ချီလင်းချီမြန်တက်တွေအပြင်ဒါအထိုင်တက်တွေလက်ယုံတက်တွေပေါ့နော်စစ်မတိုက်ရတဲ့ကောင်တွေအရင်တော့ကတော့အဲ့လိုကောင်မျိုးတွေကစားဒါပြန်ပြီးတော့ဒါတိုက်ပွဲတွေကိုထည့်နေတယ်ရှေ့တန်းစစ်မြေပြင်တွေလွတ်နေတယ်ပြီးရင်သူများသားသမီးတွေပေါ့နော်ဒါအခုဒါပါစတွေပေါ့ဗျာလူငယ်တွေဒီလိုလူငယ်တွေကိုအတင်းအမဆူဆောင်းပြီးတော့ဒါတိုက်ပွဲတွေကိုတေလန်းကိုပို့နေတယ်ဆိုတဲ့ဟာတွေလည်းတွေ့ရလိမ့်မယ်ပေါ့နော်ဒါအလုံးရင်းနဲ့စစ်ကြောင်းထိုးတာမျိုးတွေကလည်းရှိနေတော့မယ်အဲ့တော့ကြတော့ပွင့်လင်းရာသီဆိုတာစစ်ပြင်းတဲ့ရာသီပဲဗျာ အဓိကတော့ဒါရိတ်ခါတွေဒါခဲရန်နေပုံမဲပြရနဲ့ဒါတက်ရွှေ့ပြောင်းနေလုံမဲဘာဖြစ်လို့လဲဆိုတော့ဒီမိုးကြတာတွေဘာတွေဖြစ်လာပြီးရာသီဥတုခက်ခဲလာပြီးလမ်းမဆက်သွယ်ရေးခက်ခဲလာပြီးဆိုတဲ့အချိန်မှာအဲဒီရိတ်ခါပုံထားတဲ့နေရာတွေကနေသူကတနစ်စာဆိုတနစ်စာအဲ့လိုပုံပုံထားပြရနဲ့အဲ့ဒီကနေပြီးတော့တနစ်လုံးစာဒါစစ်ကြောင်းတွေကလှုပ်ရှားသွားလာရင်းနဲ့အဲ့စကန်တွေကနေပဲတခါတည်းရိတ်ခါတွေထုတ်ယူစားသုံးလို့ရမယ်အဲပြီးရင်အထိုင်စကန်တွေရှိတာဖြစ်တဲ့အတွက်နားရတာတွေအလှည့်ကျခေါ်ပြီးတော့ဒါစကန်မှာဝင်နားရတာတွေဒါမျိုးပုံစံမျိုးတွေလှုပ်လို့ရတယ်တက်အချင်းပြောင်းနေလှုပ်လို့ရတယ် အတက်ချွေပြောင်းနေသူတို့လှုပ်လို့ရတယ်ဗောနော်အဲ့တော့ကျတော့ဒီယာတီကတော့ညာပြောရမယ်ဆိုရင်စစ်ပြင်းနဲ့ယာတီပဲအဲ့တော့ဒါစစ်ကောင်စီအတွက်ဒီဥစ္စာတွေကိုပို့ပြီးတော့လှုပ်ဆောင်လာနိုင်တယ်အဓိကတော့ခုနလေချောင်းနဲ့အားကိုပြီးတော့ဗောနော်ဒီနေရာတွေကိုပြန်ပြီးရယူဖို့အတွက်သူတို့စူးစမ်းလာနိုင်တယ်ညာမဲ့မြေပြင်မှာဗောနော်သူတို့ဆက်သွယ်လမ်းကြောင်းအများစုကိုမထိန်ချုပ်နိုင်တော့တာကြောင့်မလို့လေချောင်းကိုအသုံးပြုနေရတယ်ဆိုပြီးတော့လည်းဒါယူဆလို့ရတယ်ဗောနော်အဲ့တော့တည့်ရတိုင်းမဲ့သူကမြေပြင်မှာတားနဲ့သွားတယ်ခြေချင်းသွားတယ်သူကကြိုက်တဲ့နေရာသွားကြိုက်တဲ့လောက်သွားကြိုက်တဲ့ပုံစံမျိုးနဲ့သွား ဒါကြားဖြတ်ပြီးတော့တိုက်ခိုက်ခံနေရတာတွေကတောက်လျှောက်ပဲအဲဒါကြောင့်သူတို့တွေမလုံခြုံလာတော့တဲ့ခါကျတော့ရေချောင်းအားကိုးရတယ်လေချောင်းကိုအားကိုးရတယ်အဲ့တော့ MI 17လို့ဒါတေယူပို့ဆောင်ရဲရင်နေနဲ့ဒါရိတ်ခါပို့တာတွေလူအင်အားပို့တာမျိုးတွေလှုပ်ဆောင်ရတယ်အခေါက်ခောက်ခါကလှုပ်ရတယ်ပေါ့ဗျာအဓိကတော့ဒီလိုမျိုးဟာမျိုးကကျတော့သူကဒီပမာဏများများတည်ဆောင်လို့မရဘူးပြီးရင်တချို့လင်းခွင်းတွေကအာမြို့ပေါ်မှာရှိတာလေဗျအဲ့တော့ကျတော့တောထဲကိုစစ်ကြောင်းထိုးမယ်ဟေးဆိုရင်ဒီအင်အားတွေကိုမြို့ပေါ်အရင်ပို့ပြီးရတယ်စစ်ကြောင်းထိုးမယ်ဆိုရင် ညီပင်ကတိုက်ခိုက်ခံနေရတာဖြစ်တဲ့အတွက်ခုနလိုရဲရင်နေနဲ့ပို့ဆောင်ရတာတွေသူတို့လုပ်ရတယ်ပြီးတော့ဒါအခုဆိုရင်နောက်ပိုင်းရေချောင်းမှာပေါ့နော်ရေချောင်းမှာအဓိကထားပြီးတော့လှုပ်ဆောင်နေတာမျိုးတွေလည်းတွေ့နေရတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်သွားလီယာဘီတီဆိုတဲ့ကောင်တွေကအခုတော့လေချောင်းအားကိုးပြီးတော့သူကဒီလမ်းကြောင်းတွေကိုပြန်ပြီးတော့ထိချုံမယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့မြေပြင်စစ်ကြောင်းမှုနဲ့လေချောင်းတိုက်ခိုက်မှုတွေကိုအသုံးပြုပြီးတော့လမ်းကြောင်းတွေကိုဖွင့်မယ်အရင်ကသွားလို့မရတဲ့နေရာတွေကိုရိတ်ခါခဲရန်နေစုပုံတာတွေတက်ရွှေ့ပြောင်းတာတွေလုပ်မယ်အဓိကတော့သူတို့လုပ်မဲ့ရွေးကောက်ပွဲမတိုင်ခင်ပေါ့နော်ရွေးကောက်ပွဲအမှီပေါ့ အဲ့အမီနေမြေတွေအများများပြန်ရဖို့ရည်ကြီးတယ်ပထမပိုင်းလှုပ်တဲ့အခါမှာလည်းသူတို့ပြောထားတဲ့နေမြေတွေကိုပြန်ရဖို့အတွက်အခုကာလမှာစ조사မယ်လှုပ်ပထမပိုင်းလှုပ်နေတဲ့အချိန်မှာလည်းဒုတိယပိုင်းဆက်လှုပ်ဖို့အတွက်နောက်ထပ်နေမြေတွေတိမ့်ပတ်ရရှိဖို့အတွက်အခုလိုမျိုးဒါစစ်စင်ရေးတရက်အနေနဲ့ထပ်ပြီးတော့လှုပ်အောင်ပါပဲဆိုတဲ့အကြောင်းကိုလည်းဒါသိစေချင်တယ်ပေါ့အဲ့တော့အချုပ်ပြောရမယ်ဆိုရင်အကောင်းဆုံးခံစစ်ဆိုတာဒါတိုက်စစ်အပြုတ်မှုရှိခြင်းဆိုတဲ့စကားအတိုင်းပဲပေါ့နော်စစ်ကောင်စီဟာလုံးဝထိုင်နေခြင်းမရှိဘဲနဲ့ အလှုပ်ပြပြီးတော့တော်လိုင်းတက်ဖွဲ့တွေအလှုပ်များစီမဲ့ဖြူပါကိုတုံးလာနေတယ်ဆိုပြီးတော့ပဲဒါယူဆရမှာဖြစ်တယ်နောက်တစ်ခုကတော့ဒါကချင်ပြည်နယ်မြကြီးနားဝိုင်းမော်အဲလမြန်ပေါ့နော်အဲအဲ့နေရာမှာတောက်လျှောက်ဖြစ်တယ်နော်ဖြစ်စဉ်နေရာတောက်လျှောက်ဖြစ်တယ်စစ်ကောင်စီဘက်ကကြီးပဲထိနာရအများကြီးပဲပေါ့နော်ရှေ့ကာလမှာလည်းဒါတည်တဲ့အတိုင်းပဲဒါဖြူပါမှုထိသွားတယ်ထိသွားလို့ဒါတက်ပြန်ပြီးတော့ချိန်းတာတွေမြကြီးနားကနေမှဒါဖြူပါမှုအစ်စ်ပေါ့နော်အဲ့လိုကောင်မျိုးကိုချက်ချင်းလှုပ်ပေးလိုက်ရတာတွေရှိတယ်နောက်တစ်ခုကဒါ318ခမရ318တန်းမှုကြတယ်ပေါ့နော်အဲအဲ့အကြောင်းလဲကျွန်တော်ပြောထားတယ် အဲ့ကောင်လည်းဒါတည့်ရတိုင်းပဲထိသွားပြီဆိုတဲ့အချိန်မှာဒဏ်ရအပြင်းထန်ရပြီတော့ဗောနော်လုံးဝဝိုင်းမော်ကနေဒါဗလာမင်းထင်တရားကူးလိုက်တာ ਨੇ မြင်းကြီးနားဆိုတာတန်းရောက်တယ်ဗျာအဲ့ဒါတော့မှပဲချက်ချင်းလက်ငင်းဒါမြမြဆန်ဆန်ပေါ့နော်မပို့ဆောင်နိုင်တဲ့အတွက်လမ်းမာတွေမှာအသက်မရှိတော့အဲ့လိုပုံစံမျိုးဖြစ်သွားရည်လဲရှိတယ်ပြီးတော့ကျတော့အပုံလိုက်အထွေးလိုက်ဖြစ်သွားတဲ့ဖြစ်စဉ်တွေလဲတော့ရှောက်ရှိခဲ့တယ်ပေါ့နော်အခုလဲအဲ့လိုနေရာမျိုးမှာပဲထပ်ပြီးတော့ဒါလမြန်ကြီးရွာဆိုတာ တောက်လျှောက်တိုက်ပွဲတွေဖြစ်နေတဲ့နေရာအဲ့ဒီနေရာကိုအခုဒါ KIA နဲ့ဒါတော်လိုင်းတပ်ဖွဲ့တွေကအခုဒါစခန်းတစ်ခုသိမ်းလိုက်နိုင်တယ်အဲဒါထူးမထူးဆန်းဘူးထူးဆန်းဘူးရှေ့ရက်ကနေထွက်တယ်တော်လိုင်းတပ်ဖွဲ့တွေစခန်းသိမ်းနေတာမထူးဆန်းဘူးပေါ့နော်ပြီးတော့ဒီတိုက်ပွဲကဒါညကနေကဖြစ်နေတယ်လို့ပြောရမှာပေါ့နော်စစ်ကောင်စီဘက်ကညကနေကလက်နက်ကြီးတွေတောက်လျှောက်တောက်လျှောက်ပစ်တယ်အမနက်ပိုင်းရောက်လာလေလေတိုက်ပွဲကပို့ပြီးတော့ပြင်းထန်လာလေလေပဲအဓိကတော့တိုက်ပွဲမှာပေါ့နော်ဒီစခန်းသိမ်းနိုင်မှုအတွက် ဒါဒါစ조사နေတဲ့ဟာကိုဒါအရှိန်ဟုန်ပြင်းပြင်းလုံနေတဲ့ဆိုတဲ့ဟာကိုမြင်ရတယ်ဗောနော်မနေ့ပိုင်းရောက်တဲ့အခါမှာတဲ့မနေ့ရောက်ခန့်နီးလေလေဒါပြစ်ခတ်တဲ့ဟာတွေကပူပြီးတော့များလာလေလေတိုက်ပွဲတန်တွေကပူပြီးတော့ဆူညံလာလေလေပဲဗောနော်အဲမနေ့6နာရီလောက်ကနေတိုက်ပွဲတွေအပြင်းထန်ဖြစ်လိုက်ပြီးတော့ဒါမိုးလင်းတဲ့ခါကျတော့ဒါလည်းတပ်ဖွဲ့တွေကဒါမင်းစေတန်းနဲ့စစ်ကောင်စီပေါ့နော်မင်းစေတန်းရဲ့ပြည်သူစစ်နဲ့စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ဒါစခန်းထိုင်ထားတဲ့စခန်းနှစ်ခုကိုဒါတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့တယ်။အာဒါလည်းအားရစရာကောင်းတယ် ဒီဟာနဲ့ပတ်သက်လို့ပေါ့နော်တပ်ပုတ်မှတ်တမ်းတွေတော့ထွက်လာခြင်းမရှိသေးဘူးဗီဒီယိုမှတ်တမ်းတွေထွက်လာခြင်းမရှိသေးဘူးသတင်းကောင်းတွေကတော့ဒါသတင်းဌာနတွေမှာတက်နေကြပြီမီဒီယာတွေမှာတက်နေကြပြီပေါ့နော်ဘလိုပဲဖြစ်ဖြစ်အဲ့ဘက်ချမ်းမှာစစ်ကောင်စီကအရန်အထိနာနေတော့မယ်သူကဒီဗမော်ဘက်ကိုပြန်ပြီးတော့ဒါညှက်ပြီးတော့ပေါ့နော်ထိုးစစ်ဆင်နိုင်ဖို့အတွက်ဝိုင်းမော်ဘက်ကနေစစ်မျက်နှာဖွင့်နေဆိုပေမဲ့အဲ့ဒီစစ်မျက်နှာကသူတို့အနေနဲ့တိုးလို့မပေါ့ဘူးဖြစ်နေတာအဲ့ဒီစစ်မျက်နှာမှာသူတို့အနေနဲ့ထိုးစစ်တွေကရက်တန့်နေတဲ့အနေထားရက်တန့်နေဆိုတာသူတို့ဘက်ကရက်တာတော့မဟုတ်ဘူးတောက်လျှောက်ထိုးတယ်ဒါပေမဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့ ဒါပိတ်ဆို့တိုက်ခိုက်မှုတားဆီးတိုက်ခိုက်မှုတွေကြားပြတ်တိုက်ခိုက်မှုတွေကြောင့်မလို့အဲ့ထိုးစစ်တွေကရှေ့မတက်နိုင်ဘူးဖြစ်နေတာအဲ့လမြန်ဆိုတဲ့ဟာတောက်လျှောက်ကြားနေရလိမ့်မယ်အဲ့နားမှာပဲဒီကောင်တွေပတ်ချာလဲပြီးတော့ဒုက္ခများနေကြတာပေါ့နော်အဲ့တော့သွားလီယာဘီတီဆိုတဲ့အတိုင်းသွားတဲ့နေရာတိုင်းမှာသူတို့ထိနေကြတာအဲ့တော့ဘလိုပဲဖြစ်ဖြစ်အားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒီခမရ38ဆိုတာလည်းဒါတော်တော်လေးကိုကန်ညမာငှင်နေတာပေါ့နော် တရင်မှုတွေသေးတယ်တပ်ဖွဲ့တွေသေးတယ်အများဆုံးအများကြီးပဲသူတို့တိုက်ပွဲဖြစ်တဲ့ကနေရပါတော့လေချောင်းပစ်ကူတွေတောက်လျှောက်ပေးပြီးတော့ဆွဲထုတ်လိုက်ရတဲ့စစ်ကြောင်းတွေရှိတယ်စစ်ကောင်စီကတော်တော်လေးလည်းယုံပါတယ်ဒီကောင်တွေကိုလုံးဝနောက်တန်းကိုပြန်ပြီးတော့လဲလှယ်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်အဲ့လိုအထိနာသွားပြီဆိုတော့ဖြစ်စဉ်တစ်ခုမှသူကဒါကြားမှာရှိတဲ့နေရာတစ်ခုကိုပို့ပြီးတော့ပေါ့နော်ခဏနာပြီးတာနဲ့ပြန်တိုက်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ညွှန်ကြားခဲ့တာဖြစ်တဲ့အတွက်အခုလိုမျိုးထပ်ပြီးတော့တိုက်ရတာရှိလာတယ် ထပ်ပြီးတော့စစ်ကြောင်းထိုးတာတွေလှုပ်လာခိုင်းတယ်အပြင်နေမြရှင်းလင်းတာတွေလှုပ်လာခိုင်းတယ်အဲ့မှာရှိတဲ့သူတွေကစိတ်နဲ့ပြတ်နေကြပြီတကယ်ပြောရင်အဲဒါမှမဟုတ်လေစစ်ကောင်စီကတော့အဲ့လိုပဲခိုင်းလို့ရသမျှခိုင်းမှာမတိမ်မချင်းခိုင်းမှာအဲ့ကောင်နေလုံးဝမလှုပ်ရှင်တော့ဘူးဆိုတဲ့ခါကျရင်တည်ပလိုက်တော့အဲ့ဆိုရင်တော့အခိုင်းခံရမှာမဟုတ်တော့ဘူးပေါ့နော်အဲ့တော့ဒါ ဘူကြီးပုံမှုတွေလည်းအဲ့ဘက်ချမ်းမှာမနှဲဘူးတေးကြတယ်ဘူကြီးပုံမှုတွေဆိုရင်ဒါကျွန်တော်တို့ကစကားတွေကိုထိတ်မပြောကြလို့မပါကြတာပါเนาะတချို့ဆိုရင်သူတို့ကတက်ထဲမှာမနေကြဘူးတက်ပြင်မှာနေကြတယ်သူတို့သားတွေတည်တဲ့အခါမှာအပြင်မှာနာရေးကိုလူမသိသူမသိကျင်းပရတဲ့ကိစ္စမျိုးတွေအများကြီးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ် KI နဲ့ PDF ပူပေါင်းတက်ဖွဲ့တွေကအောင်ပွဲစင်နေသေးပဲပေါ့နော်ဒါကလည်းအားရစရာအကြောင်းအရာတစ်ခုဖြစ်တယ်နောက်တစ်ခုကတော့ဒါကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်နေအချင်းချင်းပေါ့နော်အဲလက်တွဲညီညီနဲ့ ညီညီညွတ်ညွတ်လှုပ်ဆောင်တဲ့ကစစ်ကောင်စီဘလောက်ထိပြားများသလဲဆိုတဲ့အကြောင်းလည်းဒါကျွန်တော်ပြောရမယ်။အဲ့ဒါကမကွေးတိုင်းပွင့်ဖြူမှာဒါပသိမ်မိုးရွာလမ်းပိုင်းကပေါ့နော်မက်စလီဆေတော်ဂိတ်စခန်းအဲ့စခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကအော်တိုဘာ9ရက်နေ့မှာတိမ်းနိုင်ခဲ့တယ်။အခုစစ်ကောင်စီကအဲ့စခန်းကိုပြန်ရနိုင်ဖို့အတွက်စူးစမ်းနေတာတရှိတယ်။စစ်တပ်ကဒါအသေးဆုံးများပြီးတော့အိုက်စကန်သိမ်းတဲ့အချိန်မှာလက်နက်ခဲယမ်းနေလေရရှိခဲ့တယ်ပေါ့နော်ဒါဆယ်တော်ဂိတ်ကဒါမုံချောင်းရဲ့တပ်ဖက်ကမ်းမှာရှိပြီးတော့ view ဟာကျတဲ့နေရာတစ်ခုလည်းဖြစ်တယ် ဲ့လိုမျိုးဒါဖြူဟာကြတဲ့နေရအရေးကြီးတဲ့နေရဖြစ်တဲ့အတွက်စစ်ကောင်စီကဒါအော်တိုဘာ9ရက်နေ့မှာထပ်ပြီးတော့ဒါထိုးစစ်ဆင်သူတို့ဆုံးရှုံးသွားတဲ့ဒီစကန်လေးကိုပြန်ရကျင်တဲ့အတွက်ပေါ့နော်ထပ်ပြီးတော့ဒါမြေပြင်စစ်ကြောင်းထိုးတာတွေလှုပ်တယ်ပြီးရင်ဒါဘုံကျဲတိုက်ခိုက်တာလှုပ်တယ်ဘုံကျဲတာမှအလုံးကြီး12လုံးလောက်အထိကိုအဲ့နေရပတ်ချလဲမှာကျဲခဲ့တာရှိတယ်ပေါ့ဗျာအဲ့တော့မြေပြင်စစ်ကြောင်းထိုးတာတွေလည်းဒါစတင်လာတယ်ဆိုပြီးတော့သိရတဲ့အတွက်အဲ့ကိစ္စကန်းကိုသူတို့ဆုံးရှုံးလိုက်ရတာတော်တော်လေးကြီးမားတဲ့သူတို့အတွက်အထိနာမှုဖြစ်စေတယ် ဘာလို့လဲဆိုတော့သူကနယ်မြေဆုံးမှုမှုတွေလည်းညွန်နေသွားတယ်အဲပြီးတော့ဒီလမ်းကြောင်းသွားတာကအစကျက်သွားတာရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သူတို့ပြန်ယူဖို့အတွက်စူးစမ်းနေတာရှိတယ်နောက်တစ်ခုရှိတယ်အရေးကြီးတာအဲ့ဒါပါလဲဆိုတော့အဲ့ဒီနေရာကသူကငဖဲပန်းလမ်းပိုင်းနဲ့နီးတာကြောင့်မလို့အေးအေးဝင်လာမှာကိုတင်မလောက်ကြောက်တာအဲအဲ့ဒီနေရာကိုသူတို့ကအဲဒီစကန်းလေးနဲ့ထိန်းထားတဲ့သဘောပါဗျာထီးထီးရှိနေတာအဲစကန်းအဲစကန်းကိုတက်ဖွဲ့တွေက9ရက်နေမှာတိမ်းလိုက်တော့သူတို့တွေခေါင်းတွေခဲကုန်တယ်မြက်ကလေးဆံပြားတွေဖြစ်ကုန်တယ်အဓိကတော့အာရခတက်တော့အေးဝင်လာပြီဆိုရင် မကွေးတိုင်းဟာကာဝါဆာ15ခုတောင်ရှိတာအဲ့15ခုရှိတဲ့နေရာကအကုန်လုံးကဒါဖြူကပြားကလေးကြကုန်မှာပေါ့နော်အဲအကြောင်းမလို့လေသူကလေချောင်းတွေပါတုံးပြီးတော့တိုက်ခိုက်နေတာဖြစ်တယ်အားခတ်တော် A ကလည်းတိတဲ့အတိုင်းပဲပေါ့နော်နေရေကန်လိုနေရာမျိုးတွေအထိချင်းချောက်ထားနေတာဖြစ်တဲ့အတွက်ဒါစစ်ကောင်စီကြောက်ရင်လည်းကြောက်เสียပဲဗျအဲ့တော့မကွေးတိုင်းနဲ့ရောက်လာပြီဆိုရင်တေးကြတယ်အားခတ်တော် A နဲ့ပူပေါင်းအဖွဲ့တွေကတော့ဒီကဖားစားတွေကိုအလှကြည့်နေမှာမဟုတ်ဘူးပေါ့နော် အဲအကြောင်းလို့ပဲဒါစစ်ကောင်စီကအသေးအတန်နဲ့ဒီနေရာကိုရောက်ဖို့အတွက်ဒါမြေပြင်စစ်ကြောင်းတွေပါထိုးနေတာရှိတယ်အဲ့တော့အဲ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်ဒါစစ်ကောင်စီပြားများတယ်ဆိုတဲ့ဟာပေါ့နော်ဒီနေရီကန်ဘက်မှာအခါတက်တော် A ကအခုလိုမျိုးတိုက်ပွဲတွေပေါ်ဆောင်နေစစ်ကောင်စီဘက်ကထိုးစစ်တွေလန်ကြတယ်တောက်လျှောက်ပဲပေါ့နော်အသေးအတန်ဖြစ်တယ်အဲပြီးရင်သူတို့ဘက်ကကြာဆုံးမှုတွေဆိုရင်ဒါဟို50 80 30ဒါမျိုးပုံစံမျိုးတွေအများအားကြားရလိမ့်မယ်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကဒီလိုအဓိက ထိန်းထားပါလေဆိုတော့ဒါစကန်တစ်ခုကိုတိမ့်ပိုက်နိုင်တဲ့ခါကျတော့အချင်းချင်းချိတ်ဆက်မှုပေါ့ဗျာအဲ့တော့ကျတော့စစ်ကောင်စီကဟာဟိုဘက်ပဲကာရမလို့လို့ဟာဒီဘက်ပဲစစ်ကြောင်းဆက်ထိုးရမလို့လို့ဒါမျိုးပုံစံမျိုးတွေဖြစ်သွားတယ်။အပြင်အခုသူတို့တွေဘယ်လောက်ထိဖွဲ့စည်းပုံပြတ်နေတယ်လဲဆိုတော့ဒါဒီလိုမျိုးစစ်ကြောင်းထိုးတဲ့ထဲမှာ ပြူစောတိတွေပေါ့နော်ပြူစောတိတွေအဲစစ်ကောင်စီရဲ့ဒါလက်ပါစီတွေပေါ့နော်အဲ့လိုကောင်မျိုးတွေကိုအများပြားအားကိုးပြီးတော့အသုံးပြုနေရတယ်ဆိုတာလည်းသိရတယ်ပေါ့နော်အဲ့ကောင်တွေကြောင့်လည်းဒါကျွန်တော်ပြောပြမယ်အဓိကတော့ဒီဖြစ်စဉ်မှာဆိုရင်ဒါစီလုံးမှုညင်ညွတ်မှုချိတ်ဆက်မှုအဲ့ဒါတွေရဲ့အာသာချက်ပေါ့နော်အလုံးဝစစ်ကောင်စီကဘာလို့လုပ်လို့ရမှန်းမသိတဲ့ပုံစံမျိုးတွေဖြစ်သွားတာကျွန်တော်တို့ဖြစ်စေချင်တာလည်းအဲ့ဒါပဲတပ်ဖွဲ့တွေအချင်းချင်းပေါ့နော်လုံးဝပေါင်းပလိုက်တဲ့ဟာမျိုးနှစ်ဖွဲ့တစ်ဖွဲ့ပေါင်းပလိုက်တာမျိုးမဟုတ်ဘူးဆိုရင်တော့မှလက်တွဲညီညီနဲ့ချိတ်ဆက်ပြီးတော့စစ်စင်ရေးဖော်ဆောင်တာမျိုးတွေဖြစ်စေချင်တာ ငါတို့ကဒါကိုတိုက်မယ်အဲတိုက်တဲ့အချိန်မှာမင်းတို့ကဒါတွေကိုဖြတ်တောက်ပြီးဒါမျိုးပုံစံမျိုးတွေလည်းရှိပါတယ်ဒါရှိနေကြပြီးသားပေါ့နော်အဲ့တော့ကျတော့ဒီဥစ္စာကလည်းနောက်ထပ်အဲ့ထဲကဒါအားရစရာဒါဥမာတစ်ခုလို့ပြောချင်တာပါဗျာအဲ့တော့အဲ့လိုမျိုးလုံးလိုက်နိုင်တဲ့ခါကျတော့စစ်ကောင်စီကဟာဘာမှကိုခံမှန်းလို့မရတော့တဲ့အနေထားဒီဘက်မှာလည်းသူတို့ဆင်းမျက်နှာဖြစ်တယ်ဟိုဘက်မှာလည်းဆင်းမျက်နှာဖြစ်တယ်အဲ့အတွက်သုံးဖို့အင်အားဟိုဘက်ဟာကိုပြန်ထုတ်ရမှာလားနောက်ဆုံးထုတ်လို့မရတော့ပြူစောတီကိုထုတ်သုံးနေအဲ့တလူမျိုးပုံစံမျိုးတွေဖြစ်လာတယ်ပြူစောတီသုံးလေဒါတော်လိုင်းတပ်ဖွဲ့တွေကပြောပြီးသားနင်ပြူစောတီဆိုတဲ့ကောင်ကိုစကားတဲ့ကိုထည့်မပြောဘူးတဲ့ ဆုပ်ပဲ့လို့အရေးချင်းမရှိလို့ပေါ့နော်သူကစကားတည်းကိုထည့်ပြောရမယ် brand မဟုတ်ဘူးဆိုပြီးပြောသွားတယ်။စစ်ကောင်စီဆိုရင်တော့မှသူကပြောရင်ပြောမယ်ပေါ့နော်။အဲ့လိုပြူစော်တီဆိုတဲ့ကောင်တွေကဘာအဆင်မှမရှိဘူးဆိုတဲ့ပုံစံမျိုးပြောသွား။အဲ့လိုလာလေမင်းတို့ကြိုက်သလောက်တော့။ဒါပေမဲ့အဲ့တော့ပြူစော်တီတွေကဒီတော်လိုင်းတက်ဖွဲ့တွေနဲ့တွေ့ရင်ဒါသူက အခုနလိုမျိုးပေါ့နော်တွေ့တိုင်းမှာတို့ဆုံးရှုံးများစွာနဲ့အထည်နာနေကြတာဒါပေမဲ့ပြည်သူကိုကြတော့နှိမ့်ဆက်တယ်အဲ့ဒါတော့သတိထားရအောင်အခုဆိုရင်ဒါစစ်ကောင်စီကအိုက်ဗက်ချမ်းမှာဒါမြေပြင်မှာအဆုံဆန်းထောက်လန်းတာတွေလုပ်တယ်ရရှိတဲ့သတင်းတွေကိုအသုံးပြုပြီးတော့ဘုံကျဲတိုက်ခိုက်တာတွေလုပ်တယ်မြေပြင်မှာစစ်ကြောင်းထိုးတယ်အဲ့ထဲမှာခုနပြောတဲ့ပြည်သူစစ်တွေအများပြားတုံးတယ်ပြည်သူစစ်တွေတုံးတဲ့အပြင်မှာပါစပေါ့နော်ပါစစစ်မှုမထမ်းမနေရဥပဒေနဲ့ဖမ်းဆီးတဲ့လူငယ်တွေလည်းအများကြီးအိုက်ဗက်မှာရှိတယ်ဆိုပြီးတော့သိရတယ်ဘလောက်တောင်ဆိုးလဲဆိုတော့ဒါပွင့်ပြူမြို့နယ်တွေကဒါဆင်လူနဲ့ကြောင်းကြီးကုန်းကျေးရွာတွေကဒါ နှစ်ခုပေါ့နော်အဲ့နှစ်ခုကပြည်သူစစ်တွေကအဆိုးဆုံးပေါ့နော်အဲ့ထဲမှာဒါចောင်းကြီးကုန်းကပြည်သူစစ်တွေကအဆိုးဆုံးဆိုပြီးတော့သိရတယ်လူငယ်တွေကိုဖမ်းဆီးတာများတယ်သူကလူငယ်မပြောနဲ့လူရွယ်တောင်မှအဲ့ဘက်ချမ်းတွေကိုဒါတွတ်တွလာလာမလုပ်ရဲတဲ့အနေအထားဖြစ်တယ်သွားတာနဲ့ပါစာတွေတန်းထည့်တယ်ဖမ်းတယ်ပေါ့နော်လူဖမ်းပွဲပုံစံမျိုးတွေလုပ်နေတာဖြစ်တယ်ဆိုတဲ့အကြောင်းဒါသိရတယ်ပေါ့နော်ပြီးတော့ဒါစစ်ကောင်စီကအဲ့ဘက်ချမ်းတွေမှာဒါရိုးရိုးမှမှာကိစ္စမျိုးတွေလည်းလုပ်သွားရလက်ရှိတယ်ပေါ့နော် အဲဒါအင်အား150ပါစစ်ကြောင်းကပေါ့နော်ဒါပွင့်ပြူဝါဆိုင်ပြိုးရေးတက်ထဲမှာအင်အားစုဖွဲ့ပြီးတော့ကဏီမဒဲညောင်ပေဝိုင်းအင်းတုံးအပြင်မဒဲကုန်းအဲဒီလိုဒီလိုကြေးရွာတွေဘက်တွေကိုသူတို့စစ်ကြောင်းထိုးတယ်အထိုးတဲ့အချိန်မှာဒါစစ်ပေးမရှောင်နိုင်တဲ့သူတွေရှိတယ်ဗျအဲတချို့ကြတော့လေဒါအသက်ရွယ်ကြီးချင်းလို့တချို့ကြတော့လေဒါယောဂယောဂအချီလို့ပေါ့နော်အဲတချို့ကြတော့ကျန်းမာရေးမကောင်းလို့အဲအဲ့လိုပုံစံမျိုးတွေနဲ့ ဒါမလျှောက်နိုင်တော့တဲ့တက်ကြီးရွယ်ကိုတွေရှိတယ်မလျှောက်တဲ့သူတွေရှိတယ်ပေါ့ဗျာအဲ့လိုမျိုးသူတွေကိုသူကလူသားတိုင်းဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ပမာဏကအယောက်20လောက်ရှိတယ်ပြီးရင်ရိုးရိုးမမာပေါ့နော်အဲဖမ်းဆီးသွားတဲ့အထဲမှာပါဒါလက်နောက်ပြန်ကြိုးတုပ်ပြီးတော့တယောက်ကိုပေါ့နော်ဒါတနက်နဲ့တိတ်ပြီးတော့ပြတ်သက်သွားခဲ့တဲ့ဟာတွေလည်းဖြစ်ခဲ့တယ်ပေါ့နော်ပြီးရင်ဒါသူတို့ဖမ်းသွားတဲ့အထဲမှာကြန့်ခံရေးကိုထောက်ခံပါတယ်ဆိုတဲ့သူတွေကဆပါတယ်ဆိုပြီးတော့သိရတယ်အဲ့တော့စစ်ကောင်စီကသူ့အတွက် အဲလောကသူ့ကိုထောက်ခံတဲ့သူတွေအဲသူ့ကိုအားပေးတဲ့သူတွေဘာတွေကဆက်သူတို့ခေါင်းထဲမှာမရှိတော့ဘူးအဲသူတို့အတွက်အဆင်ပြေမယ်ဟေ့ဆိုရင်သူတို့ကိုထိခိုက်လာပြီးဟေ့ဆိုရင်ခုနလိုလူတွေကဆက်အကုန်လုံးဖမ်းဆီးပြီးတော့အသုံးချမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်ပေါ့နော်အဲ့တော့ပြောချင်တာစေနာထားပြီးပြောပြတာပါဒါကြံ့ခိုင်ရုပ်ကိုထောက်ခံပါလေစစ်တပ်ကိုထောက်ခံပါလေဆိုတဲ့သူတွေပေါ့နော်နေချင်းလဲနေခဲ့ပေါ့နော်အဲ့လိုမျိုးပြေးရပြီးဟေ့ဆိုတဲ့ခါကြရင်ပေါ့နော်စစ်ကောင်စီက ရောက်လာတဲ့ခါတွေမှာအဲ့လိုလူမျိုးတွေကဆက်ဖမ်းနေဆိုတဲ့အကြောင်းကိုဒီနေရာနေသတင်းစကားပါကျင်တာပေါ့ဗျာအဲ့တော့ယုံကြည်တဲ့ဟာငါတို့ဘပကြီးရဲ့တက်မတော်ကြီးလာပြီးဟေ့ဆိုပြီးတော့အဖမ်းခံကျင်နေဆိုရင်တော့လေသဘောပဲပေါ့နော်ပြီးတော့အဲ့ဘက်ချမ်းမှာပေါ့နော်ခုနကကျွန်တော်ပြောတဲ့ဒါမြေပြင်မှာသတင်းစုံစမ်းထောက်လန်းနေဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးထူးခြားတာတခုရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ထူးခြားမှုအနေနဲ့ဒါစစ်ကောင်စီကမြေပြင်မှာအသွင်ယူထောက်လန်းတဲ့တယောက်ကို ော်လိုင်းတပ်ဖွဲ့တွေဘက်ကဖမ်းမိထားတယ်အဲ့တော့အဲ့လိုမျိုးဒါမြေပြင်မှာသတင်းရယူပြီးတော့စုံစမ်းထောက်လမ်းပါတယ်ဆိုတော့ဒါအတွင်ယူတဲ့စစ်ကောင်စီရဲ့လူတွေကတဲ့သူကတန်တိုးတန်စားဝယ်တဲ့သူလို့လို့ပလုံကောက်တဲ့သူလို့လို့ပြီးရင်ကုန်းတဲ့လူလို့ဝင်လာတာဆိုပြီးတော့သိရတယ်ဗောနတော့နေသူတို့နဲ့ကြိုက်တဲ့ဇက်ရုပ်ကိုတော့သူတို့ရွေးတတ်တယ်ဟုတ်လားပလုံကောက်တဲ့လူပဲဖြစ်ဖြစ်တန်တိုးတန်စားဝယ်တဲ့သူပဲဖြစ်ဖြစ်ဗောနအဲ့လိုမျိုးရွေးတတ်တယ်ဗောနဒါကုန်းတဲ့တို့ပွဲစားတို့ဆိုတဲ့ဟာတော့ဒါကုန်းတဲ့ဆိုတာတော့ဒါမဖြစ်နိုင်ဘူးဗော ဒီကောင်တွေကကိုကျိုးရှာတဲ့ကောင်တွေပဲဖြစ်တယ်ဒီလိုဟာတွေနဲ့ပတ်သက်လို့သူတို့ဒါတမအာယူကနဲ့ပတ်သက်လို့လုံးတက်မဲ့ကောင်တွေမဟုတ်ဘူးအဓိကတော့ခိုးဆိုးလူနိုင်ဆိုရင်တော့ဒါပြပြင်လိမ့်မယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့ဒါတန်လို့တန်စားဝယ်တဲ့သူလိုလိုပလုံကောက်တဲ့သူလိုလိုဒါသတင်းယူတဲ့ကောင်တွေတဲ့ကတကောင်ကိုဖမ်းမိထားတယ်ပေါ့နော်အဲ့တော့ထပ်ပြီးတော့လည်းသိကြတယ်သိအောင်ပါပဲအဲ့မှာသူတို့တွေအတွက်ဒါဆိုးွားတာဘာလဲဆိုတော့ပြည်သူတွေညင်ညွတ်တာဆိုးွားဘာဖြစ်လို့လဲဆိုတော့အဲ့လိုပတ်ချမ်းနေမှာကြည်လိုက်ဘယ်နေရာပဲဖြစ်ဖြစ်ဗျာဒါပြည်သူတွေကဒါအသက်ရွယ်ကြီးရင်းတဲ့သူတွေပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်သူက ဒီနေရာကိုတစိမ့်ဝင်လာပြီဟေးဆိုရင်တိကိုတိလာလုံးဝမျက်နှာစိမ့်ဆိုရင်တိကိုတိလာအဲ့လိုတိလို့ဒါပြည်သူလူထုကတော်လိုင်းတက်ဖွဲ့တွေကိုထောက်ခံတယ်တော်လိုင်းတက်ဖွဲ့တွေကလည်းပြည်သူအကျိုးကိုကြည့်တယ်ဟေးဆိုရင်ပြည်သူတိတာလည်းတော်လိုင်းတက်ဖွဲ့တွေတိလာနေအတူတူပဲဘာဖြစ်လို့ချက်ချင်းတရင်ရောက်လဲဗျာဟေးတားရေးဒီမှာအဲပုံပလုံကောက်တဲ့ပုံစံမျိုးနဲ့တယောက်တော့တွေ့ထားတယ်မူမမှန်မှုမျက်စိကဟိုကြည့်လိုက်ဒီကြည့်လိုက်ကြီးကန်းတောင်းပေါင်းကြည့်နေတယ်ဘာလဲမသိဘူးဆိုရင်သွားပြီအဲ့ဒါပါပြီပဲအဲ့တော့အဲ့လိုမျိုးစူးစိမှုညင်ညွတ်မှုကအရေးကြီးပါတယ် ်အရေးကြီးတယ်ဆိုတာဒီကောင်တွေပြေးလိုက်တဲ့သတင်းတစ်ခုကဒေါ်လာရင်းတက်ဖွဲ့အတွက်ရောဒေါ်လာပြည်သူတွေအတွက်ရောအသက်တွေပါအများကြီးပါသွားနိုင်တယ်အဲကြောင့်မလို့ဒါကြောင့်ဒါတာဝန်သိတဲ့ပြည်သူတွေကအဆပါเนาะဒီလိုမျိုးသတင်းတွေပေးတဲ့ဟာကိုလှုပ်ဆိတ်ခြင်းတယ်လှုပ်ဆိတ်ခြင်းတယ်ဒီလိုမျိုးသတင်းတွေတစ်ခုပေးလိုက်တဲ့ဟာကခုနအသက်တွေအများကြီးကိုကာကွယ်လိုက်နိုင်တာ ਨੇ အတူတူပဲပေါ့เนาะအဲ့တော့ဘသူမှကြားဝင်လို့မရအောင်လှုပ်ထားနိုင်တာအကောင်းဆုံးပဲပေါ့เนาะနောက်တစ်ခုကဒီလိုမျိုးသတင်းတွေရခြင်းတယ်ဆိုရင် PDF တက်ဖွဲ့ရဲ့အနေနဲ့လည်းပြည်သူလူထုကချစ်ခင်လေးစားအောင်နေထိုင်နိုင်ဖို့အရေးကြီးတယ်အဲ့ဒါလည်းအရေးကြီးတယ် တကယ်ကိုအမြင်ကပ်နေတဲ့ဟေ့ဆိုတဲ့ခါကျရင်တော့သွားပြီအဲ PDF တရင်ကိုစစ်တပ်ကိုပေးလိုက်မှာအဲအဲ့လိုမှမဟုတ်ဘဲနဲ့ PDF ကိုချစ်တယ်ခင်းတယ်လေးစားတယ်အဲ့လိုဖြစ်အောင်လဲနေထိုင်ပြုမှုနိုင်တယ်ကျင့်ကြံနိုင်တယ်ဆိုရင်ဒီ PDF တပ်ဖွဲ့တွေကိုသူတို့ရဲ့သားတွေလိုပဲဘေးမတည်ရန်မခဖို့အတွက်ကိုသူတို့အမြဲတမ်းလုပ်ပေးလိုက်မယ်အဲ့ဒါကအရင်ရေးကြည့်ပါလေအဲ့လိုမျိုးစုစည်းညီညွတ်မှုနဲ့လှုပ်ဆောင်သွားမယ်ဆိုရင်စစ်ကောင်စီကခုနလိုတခိုးပဲရောင်ဆောင်ဆောင်ဓမြပဲရောင်ဆောင်ဆောင်ပလုံပဲကောက်ကောက်ပေါ့နော်မလွယ်ဘူးဆိုတဲ့ဟာကိုလည်းသိစေချင်တယ်ပေါ့နော်အဲ့လိုဘလိုပဲဖြစ်သတင်းကောင်းတွေအများကြီးရှိတယ်ဒါပေမဲ့စစ်ကောင်စီဘက်ကခုနလိုမျိုးပေါ့နော် အာအစည်းအဝေးဆုံးဖြတ်ချက်တစ်ခုအနေနဲ့ပေါ့နော်ဒါလေကြောင်းတိုက်ခိုက်မှုတွေနှစ်ဆတိုးပြင်မယ်ဆိုတဲ့အကြောင်းတွေလည်းဒါဆုံးဖြတ်လိုက်တာဖြစ်တဲ့အတွက်ပေါ့နော်မြေပြင်မှာပို့ပြီးတော့တိုက်ပွဲတွေပြင်းထန်လာနိုင်ခြင်းရှိတယ်အဲသူတို့လောက်ရမဲ့သူတို့လောက်မယ်လို့ရည်ရွယ်ထားတဲ့ရွေးကောက်ပွဲကာလကလာပိုင်းမကျန်တော့လဲအဲ့ဘာမှမကျန်တော့လဲကာလအတော်တွင်းမှာသူတို့ကနေပြည်တော်အများကြီးကိုဒါသိမ်းပိုက်နိုင်ဖို့လိုအပ်လာဒါပေမဲ့တချို့နေရာတွေမှာသူတို့ထင်သလောက်မဖြစ်တင်တဲ့အခါကျတော့သူတို့လုံနိုင်ကျွမ်းတွေကိုပို့ပြီးတော့တိုးမြင့်ခိုင်းတော့မယ်အဲ့တော့မြေပြင်မှာအသေးခံခိုင်းမှတ်ကောင်းနေပုံများလာမယ် လေကြောင်းတိုက်ခိုက်မှုပူပူပူရောဒါဆူဆူရွာလောက်လာလိမ့်မယ်ကောက်ပါစတွေပိုဆိုးဒီလိုကောင်းနေအကုန်လုံးထုတ်တော့မှာငဆသုံးဆဘုံးသီးတွေတောက်လျှောက်ထုတ်တော့မှာအဲ့လိုပုံစံမျိုးတွေလောက်လာမှာဖြစ်တဲ့အတွက်မြေပြင်ကဒါဒေသခံပြည်သူတွေအနေနဲ့ကပေါ့နော်တိုက်ပွဲဖြစ်လာနိုင်ရရှိတဲ့နေရာတွေမှာပို့ပြီးတော့သတိထားကြပါအဲပို့ပြီးတော့ဒါအချင်းချင်းသတိတွေပေးကြပါတော်လိုင်းတပ်ဖွဲ့အနေနဲ့လည်းဒါပြည်သူတွေကိုစောင့်ရှောက်ပါလို့ဒီနေရာနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်